ီအောင်ကျိုးလေးကကျွန်တော်တို့ဇီနာရဲ့အနှုတ်နော်ကျောင်းမြန်နော်ဇီနာရဲ့အနှုတ်ကအထွက်ရဲ့အပေါင်းကျိုးနော်အီအောင်ကျိုးနဲ့ဆက်မှာပါနောက်အထွက်အနှုတ်ပေါ့နော်ဒီမှာအနှဲ့အောင်ကျိုးလေးအဲ့ဒါကကျတော့ဇီနာရဲ့အပေါင်းနဲ့ဆက်မှာဖြစ်ပါတယ်ဒါဆိုရင်တော့ဒါစက်ကစင်တဲ့ဘိုင်းအားလုံးပြီးသွားပါပြီပုံထားပါမယ်နော်အဲ့ဒါလေးလည်းအရေးကြီးပါတယ်နော်တိတ်ရှိရင်လည်းတိတ်ပေါ့နော်တိတ်မရှိရင်လည်းကော်ချောင်းလေးနဲ့နော်ကော်ချောင်းလေးမီးလေးရှို့ပြီးတော့ ပုံထားမှာဖြစ်ပါလိမ့်မယ်နော်ကျွန်တော်ကတော့လောလောဆယ်တိတ်ကလေးနဲ့ပဲပတ်ထားလိုက်ပါတယ်ဒါ AC 220ကထိလို့မရဘူးနော်စီနာတိုင်းဟုတ်ကကျွန်တော်တို့နော်ဆန်တဲ့ဘုတ်စီနာဖြစ်ပါလိမ့်မယ်နော်ဒီမှာ11 11 point ကျန်နေတဲ့နေတော့เนาะ17ခုကြောကြောပေါ့เนาะ11.83 84 85ပေါ့เนาะအားပါတော့ဒါတွဲဖို့ပေါ့ဗျာเนาะတွဲဖို့ထပ်သွားပါပြီအဲဆိုရင်ကျွန်တော်ဒါတွဲဖို့မီဒီပေါ့เนาะ တက်ကို LED မီဒီနဲ့ဆန်းနာဒီမှာရပါရရနော်ဒါဆိုရင်အသုံးပြုလို့ရပြီမီထွန်းတာပဲဖြစ်ဖြစ်တခြား circuit ပလံလေးတွေကိုဆက်နဘို့ပါဝါပေးချင်တာပဲဖြစ်ဖြစ်ဒါ power supply လေးတခုရပါရရနော်အဲ AC 220ကနေ DC ဆက်နဘို့ကိုကျွန်တော်တို့ regulator IC မရှိတဲ့သူတွေအတွက်နော်ဇီနာတိုင်ဟုတ်ကလေးနဲ့အခုလိုလောလောကူကူကိုယ်တိုင်ဆင်ပြီးတော့နော်ဒါ power supply လေးလုံးလို့ရပါတယ်ဆိုတဲ့အကြောင်းကျွန်တော်ဒါကြိုက်ကူပြီးတော့မျှဝေပေးလိုက်ပါတယ်ကျွန်တော်ရဲ့ဒီ ASM Basic Electronic Projects Channel ကနေ Electronic Projects လေးတွေပေါ့နော်မျိုးစုံပေါ့ဗျာနော်အားလေးတွေကိုဆက်ဆက်မပြတ်ညဝေပေးသွားမှာဖြစ်ပါတယ် မြဲတမ်းကြည့်ရှုအားပေးနေတဲ့ကျွန်တော်မျိုးစေတင်နေခြင်းလူချင်းတယောက်ချင်းစီကိုလည်းသူပဲကျေးဇူးတင်ပါတယ်နော်ကိုတိုင်းဆင်ဖို့ဝါသနာပါတဲ့သူတွေအတွက်အသုံးဝင်မယ်လို့ညွှန်လဲပါတယ်ဗျာနော်တကယ်လို့ဆင်ကြီးလို့အဆင်မပြေလေးအဆင်မပြေတာ